အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကလျှက်စက်သမားတိုင်းမဖြစ်မနေသိတဲ့ကျွန်တော်တို့အခြေခံပေါ့နော်အုံလုံးနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်အုံလုံးမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်အုံဆိုတော့ကျွန်တော်တို့က resistance ကိုအဓိကပြောတာပေါ့နော်အုံဆိုကျွန်တော် resistance ကိုအဓိကပြောတာဖြစ်တဲ့ကျွန်တော်တို့က formalize ဆိုရင်ကျွန်တော်တို့အုံလုံးဆိုရင်ကျွန်တော်တို့ကအာကျွန်တော်တို့အာပေါ့နော်ကျွန်တော်တို့ဒီလျှက်စက်မှာဆိုရင်ကျွန်တော်တို့ကခုခံမှုရှိမယ်ကျွန်တော်တို့လက်စီကြောင့်ပေါ့နော် ကားရရှိမယ်ပြီးတော့4တွေရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်က4တွေရှိမယ်အဲ့တော့ကျွန်တော်ဒီမှာအုံလုံးဆိုရင်ကျွန်တော်က resistor အဓိကလိုချင်တာဖြစ်တယ်ကျွန်တော် resistor ကအာကိုရှေ့မှာထားပဲကျွန်တော်က resistor လိုချင်4ကိုဒီပဲကျွန်တော်က current နဲ့စားပေးရပါပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်ကအဲ့ဒါကိုကြာတော့ဘလို့ကျွန်တော်ကဖြစ်မလဲဆိုတော့ပုံလေးဆက်ပြပေးပါပေါ့နော်ဆောက်တမဆိုင်ချော အားရှိမယ်ကျွန်တော်တို့ sorry အားရှိမယ်ကျွန်တော်တို့က free ရှိမယ်ပေါ့နော်ကျွန်တော်တို့အဲ့မှာဆိုရင်ကျွန်တော်အားကြတော့ကျွန်တော်ဘာလဲဆိုတော့ resistor ပေါ့နော်ကျွန်တော်တို့အားကျွန်တော် resistor ဖြစ်မယ်ကျွန်တော် free ကကျတော့ကျွန်တော်က voltage ပေါ့အားရကျတော့ကျွန်တော်က current ပေါ့အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်က ီဒီပုံစံလေးပေါ့နော်ဒီပုံလေးကျွန်တော်အဓိကကြည့်ပြီးတော့ကျွန်တော် resistor ကိုအုံလောက်ဒီကကျွန်တော်ကသတ်မှတ်လိုက်ရပါနော်အဲ့တော့အုံလောက်မှာဆိုရင်ကျွန်တော်ကအားလို့ခြင်းနဲ့ဆိုရင်ကျွန်တော်အားလို့ခြင်းနဲ့ဆိုရင်ဒီမှာကျွန်တော်က v နဲ့ i နဲ့က vo ဒီပြကျွန်တော်က i နဲ့စားပေးရမယ်ပေါ့နော်ကျွန်တော် resistor ကိုလိုခြင်းဘာလို့မလဲဆိုရင်ကျွန်တော်က4ဒီပဲ4ဒီပဲကျွန်တော်ကဒီမှာ i current နဲ့စားပေးမယ်ဟုတ်ပြီကျွန်တော်နောက်တစ်ခုကျွန်တော် current ကိုကျွန်တော်ကလိုခြင်းနဲ့ဆိုရင် current ကိုလိုခြင်းနဲ့ဆိုရင်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ ဖို့ဒီပဲကျွန်တော်ကပြန်ပြီးတော့ resistance နဲ့ပြန်စားပြီးတော့ဒီပုံစံလေးအတိုင်းပဲပေါ့နော်ကျွန်တော်ကဒီမှာဆိုရင်သူ့ပုံအတိုင်းလေးပေါ့နော်ကျွန်တော်ကဖို့အပေါ်မှာတင်မယ်တင်ပြီးတော့ကျွန်တော်က balance အားလုံးမဆိုရင် resistance နဲ့ကျွန်တော်ကစားပြီးမှာပေါ့နော်ဟုတ်ပြီဆုံးတော့သူကျွန်တော်ကကြာဒီမှာ voltage ကိုပြန်ပြီးလိုချင်တဲ့ဆိုတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာ i နဲ့ r နဲ့ကျွန်တော်ကမြောက်ပေးရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကနောက်တစ်ခုအုံလုံးပါမှာကျွန်တော်ကနော်ပုံသင်းနည်း၃မျိုးထွက်လာတာပေါ့အဲ့တော့အရင်ဆုံးကျွန်တော်က resistance အုံလုံးဆိုတော့ resistance ဖြစ်တဲ့ resistance လိုချင်ရင်ကျွန်တော်က4ဒီမယ်ကျွန်တော်ကကားနဲ့စားမယ် အခုကျွန်တော်ကကြတော့ကားနာကိုလိုချင်တဲ့ဆိုရင်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ဒီ4ကိုပဲတီးမယ်ပြီးရင် resistance နဲ့ပြန်စားမယ်အနောက်တစ်ခုနောက်ကကျတော့ကျွန်တော်ကဘာလိုချင်တဲ့ဆိုရင်4တွေကိုလိုချင်တယ်4တွေကိုလိုချင်တဲ့ဆိုရင်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ကားနာနဲ့ကျွန်တော်က resistance ကိုညှောက်ပေးရတယ်ဟုတ်ပြီဆိုကျွန်တော်ဒီမှာသူ့ရဲ့ပုံစံကြီးလေးထွက်လာပြောနော်သူ့ရဲ့ formula လေးထွက်လာပြီဆိုရင်ကျွန်တော်ကကျတော့အခုကျွန်တော်သဘောတရားတစ်ခုအရင်ဆုံးတွက်ပြမယ်ပေါ့နော် အခုကျွန်တော်ကအဲ့ဒီမှာပေါ့အဲ့ဒီမဲ့ဖြစ်ပြီးကျွန်တော်သုံးဆွဲမဲ့လုတ်ပဲဖြစ်ပြီးပေါ့နော်အဲ့တခုပဲကျွန်တော်က resistor ဖြစ်ပြီး voltage ကိုဖြစ်ပြီး current ပဲဖြစ်ပြီးသိချင်တယ်ဆိုတော့ကျွန်တော်ကအုံလုံးနဲ့ဆက်လို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော် circuit breaker တခုကျွန်တော်အရင်ဆွဲပြပေးပေါ့နော် ျွန်တော်ဒီမှာစကက်ပဲလာမှာနော်စကက်ပဲလာမှာဆိုတော့ကျွန်တော်ဝတ်ကြတော့4ရှိမယ်ပေါ့နော်ဒါဆိုတော့4ရှိမယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ဟာဘာရှိမလဲဆိုတော့ကျွန်တော်နောက်ထပ်သူ့စီစဉ်နဲ့ကျွန်တော်ကိုဒီမီးစီကိုကျွန်တော်ဟာ4ဆိုတော့နောက်ထပ်ဖြစီကြောင့်ဆိုတော့ကားရမှာထပ်စီပေးမယ်နော်သူ့စီမှာကျွန်တော်ကားရမှာရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ4တွေကိုကားရမှာရှိပြီအဲ့ကျွန်တော် reset ဒီမီးစီပေါ့ကျွန်တော်တော့မဲ့မီးစီရဲ့ resistor ကိုကျွန်တော်တီးချင်တယ်ဆိုရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဟာအခု4ကကျွန်တော်ဟာဥပမာ sender ပေါ်နဲ့ဆိုတော့ဒီမီးလုံးထုံးမယ် โอเคအခုကျွန်တော်ကားရအောင်ပေါ့နော်ကျွန်တော်ဒါသဘောတရားတက်ပြဖြစ်တော့ကားရအောင်ကျွန်တော်က2 ampere လောက်တုံးမယ်ပေါ့နော်အကားရအောင်ကျွန်တော်2 ampere တုံးမယ် voltage ကျွန်တော်ဆက်နေဖို့တုံးမယ်โอเคကျွန်တော်ဒီ resistance ကိုသိကြတယ်ဆိုတော့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်က resistance ပုံသေးလေးရကျွန်တော်က i equal to 2 by r ဖြစ်တယ်ဆိုတော့ကျွန်တော်က resistance ထားလိုက်ပြီးရင်ကျွန်တော်က4 4လေးကဘယ်လောက်လဲဆိုတော့ဆက်နှစ်ရှိမယ်ပြီးရင် current current ကျွန်တော်က2 ampere ဖြစ်တယ်ဆိုတော့ကျွန်တော်2ပေါ့เนาะအဲ့တော့ကျွန်တော်ဒီကောင်တက်လိုက်မယ်ဆိုရင်ကျွန်တော်က 4ဒီပဲကျွန်တော်တို့ကကားနဲ့စတာဖြစ်တဲ့အတွက်ရှားလာတဲ့ဖြစ်အတွက်ကျွန်တော်တို့ resistant ဖြစ်မှာပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကျွန်တော်တို့ကဒီမှာဝဝထပ်ပြီးတော့ကျွန်တော်တို့က resistant ကိုတည်သွားပြီပေါ့ကျွန်တော်တို့ resistant ကိုတည်သွားပြီကျွန်တော်ကားနဲ့လည်းတည်သွားပြီကျွန်တော်ဘာမှမတည်သေးလဲဆိုတော့ကျွန်တော်တို့က4ကိုတည်ချင်တယ် okay ဒီကောင်ကကျွန်တော်တို့က resistant ဘယ်လောက်ရှိလဲဆိုတော့စုံရှိမှာပေါ့နော်ကောင်းပြီဆက်ဆံကြအောင်ဆက်အောင်ရှိမယ်ဆက်အောင်ရှိမယ်ဆိုတော့ဒီဒီ resistor နဲ့လည်းဆက်အောင်တည်ပွားပြီး ျွန်တော်ကားရတယ်လည်းတူရမယ်သူကျွန်တော်တို့ဒါမဲ့ဘိုးတွေဘယ်လောက်သုံးနေလဲသိချင်တယ်ဆိုရင်ကျွန်တော်ကဘာလို့ပြန်လုပ်လဲဆိုတော့ကျွန်တော်ဘိုးတွေကိုလိုချင်တဲ့ပုံစံနည်းနဲ့ပြန်ပြောတွေ့မယ်အဲ့တော့ဘိုးတွေကိုလိုချင်တဲ့ပုံစံနည်းရဆိုရင်ကျွန်တော် v = to ir v = to ir ဆိုရင်ကျွန်တော်က ir ကျွန်တော်ကခုန2 mb ကကျွန်တော် resistor အောင်ကကျွန်တော်ကျွန်တော်ကအဲ့တော့ကျွန်တော်ရလာတဲ့အဖြေက4တွေဖြစ်မယ်အဲ့တော့နောက်တစ်ခုကျွန်တော်ကကားရပါတော့နော်ကားရသိချင်တဲ့ဆိုရင်အဲ့လိုပဲပေါ့နော်ကျွန်တော်က ်ဖိုးတွေကလည်းဆက်နှစ်တည်နေပြီကျွန်တော်ကားတောင်ကိုတည်ခြင်းလဲဆိုရင်ကျွန်တော်ကအဲ့လိုပဲခုနတိုင်းပဲကျွန်တော်ကားတောင်ကိုထားမယ်ပြီးရင်ကျွန်တော်ကကားတောင်ပုံသေးနေကားတောင်တမပုံသေးမို့နော်ကားတောင်ပုံသေးနေရကျွန်တော်ကဘာလုပ်မလဲဆိုတော့ဖိုးဒီမဲ့ကျွန်တော်က resistor နဲ့စားမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဖိုးဒီ resistor နဲ့စားမယ်ဆိုရင်ဒါဆိုကျွန်တော်ကဖိုးကကျကျွန်တော်က7 volt resistor ကကျကျွန်တော်ဘယ်လောက်ရှိလဲစုံရှိမယ် ဟုတ်ပြီတော့ကျွန်တော်စားလိုက်မယ်ဆိုရင်ဖတ်ရအောင်လဲဆိုတော့နေ့ရမယ်ပေါ့နော်အဲ့နေ့ကကျွန်တော်တို့ဘာလို့ဆိုတော့ MPR သူရဲ့ season နဲ့ကာရာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပုံသင်းလေးလေးကိုကြည့်ပြီးတော့ဒီပုံစံလေးကိုကြည့်လို့ကျွန်တော်တို့ကကျွန်တော်တို့အိမ်မှာသုံးဆွဲတဲ့လုပ်တွေအဖန်နဘူးရှိတယ်ဘလောက်ကားရှိတယ် rubber resistant ရှိတယ်ဆိုတော့ကျွန်တော်တို့ကအချမ်းမြေတွက်ချက်လို့ရရပေါ့နော်အွန်လိုပုံတင်ဒီပေါ့နော်အွန်လိုပုံတင်ဒီကိုရှင်းပြပြီးတဲ့အချိန်မှာကျွန်တော်က ဒီတစ်ဆက်တည်းပေါ့နော်ကျွန်တော်စီးပဲလဲစားကလေးပဲခါတယ်ရှင်းပြပါစစ်တယ်ပေါ့နော်အစီးပဲလဲစားကမှာဆိုတော့ကျွန်တော်ကစီးဆိုရင်ကျွန်တော်ကဘာဘာတူလဲဆိုတော့ကျွန်တော်က i တူမယ်ပေါ့နော်ပဲလဲဆိုတော့ကျွန်တော်ကဘာတူလဲဆိုတော့ v တူမယ်4ပေါ့နော်အော်ဝဲလဆိုင်ကျွန်တော်ကပို့တူမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကိုကျွန်တော်ပုံစံလေးနဲ့ရှင်းပါမယ်နော်ဒီလိုဆိုတော့ကျွန်တော်ဟိုဘဝဆန်းလာလို့ဒီလိုလဲကျွန်တော်တက်ခဲတလုံးတက်ခဲတလုံးမှာဆိုရင်ကျွန်တော်က ့1.1 network တိုင်းတကယ်လုံးဆိုကျွန်တော်1.5ရှိရပေါ့နော်1.5ဖြစ်ရှိတယ်ကျွန်တော်1.5ကို C တွဲမယ်ဆိုရင်ဗျာပြင်လဲဆိုတော့ကျွန်တော်က CD ပေါ့ဗျာဒီမှာပေါင်းလိုက်ပြီเนาะဒါဆိုရင် minus ဒီမှာဆိုရင် plus ဘယ်လောက်ကိုထပ်ပြီး minus ကျွန်တော်ဒီမှာ1.5ပေါ့နော်တက်ခဲပေါ့ဟုတ်ပြီ plus အဲ့ဒါဆိုရင်သူကကျွန်တော်ကိုဘယ်လောက်ထပ်မလဲဆိုတော့ကျွန်တော်က3ကိုထပ်ပေါ့ဗျာအဲ3ကိုထပ်တယ်ကျွန်တော် plus လဲမှာကြတော့ကျွန်တော်က4 2မှာ4 2မှာဖြစ်တဲ့အတွက်ကျွန်တော်ကကြတော့1.5ပို့ number 5 book ဆက်လုပ်ပါမယ်5 book ပါမယ်5 book ဆိုကျွန်တော်တို့ဒီမှာဘယ်လောက်ဖြစ်မလဲဆိုတော့သူက5 book ပဲဖြစ်မယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဆိုရင်ကျွန်တော်စာကလေးတခုထပ်ပြောဆွဲပြပေးပါဦးနော်အရင်တော့ကျွန်တော်စီးစာကလေးအရင်ဆွဲပြပေးပါစီးစာကလေးမှာဆိုကျွန်တော်ခုနကအဝလုံးတက်ဆက်တယ်ပေါ့ဗျာကျွန်တော်ဒီ4 garden နေ resident တွေကိုတွေ့တဲ့ဟာ ပုံစံအတိုင်းပဲဆိုတော့ဒီမှာလည်းကျွန်တော်စီးစားခဲ့ပြီးလက်စားခဲ့ပုံမူလေးပဲကျွန်တော်ကို4 deploy တော့ကမယ် MBR blue တော့ကမယ် car blue တော့ကမယ်ဆိုတော့ကျွန်တော်အဲ့ဒါရှင်းပြပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်စီးစားခဲ့ပေါ့စီးစားခဲ့မှဆိုရင်ကျွန်တော်အရင်ဆုံးကျွန်တော်မီးလုံးပေါ့ဗျာမီးလုံးကျွန်တော်စစ်ဖို့မီးလုံးလေးတုံးမယ်ပေါ့ဗျာစစ်ဖို့မီးလုံးလေးတုံးမယ်စစ်ဖို့မီးလုံးတုံးမယ်ဆိုတော့ကျွန်တော်ကအခုဒီမှာဆိုရင် supply ကျွန်တော်ပေးလိုက်ပြီစီးဖြစ်တဲ့တော့တန်းဆက်ဖြစ်တဲ့တော့တစ်ဆက်ထက်ဆက်ထားမှာပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမှာ supply ပေးလိုက်ပြီဆိုရင် ကျွန်တော်ဒီမှာပါချင်လဲဆိုတော့ဒီမှာတစ်ဖက်ကို minus ပါဗျာတစ်ဖက်ကို plus အလုပ်ထားလိုက်မယ်အလုပ်ထားပြီဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်စီးစားကမှာဆိုရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ဒီသူကစီးစားကမှာ mbr 2မယ်ကျွန်တော်က4ပါမတူ4မတူဖြစ်တော့ကျွန်တော်ဘာလုပ်ကမလဲစီးစားကမှာရှိရကျွန်တော်ကို30မယ်မီဒီပေါ်မီဒီဖြစ်ဖြစ်ကျွန်တော်ဘာပဲဖြစ်လို့ဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့4တွေကိုကျွန်တော်ပေါင်းပေးရမယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်4တွေစစ်ဖို့3လို့ဖြစ်တော့ကျွန်တော်က16ဖို့ဖြစ်သွားမယ်အစီအမဆိုင်ပေါ့ကျွန်တော်အဲ့လိုမျိုးပဲကျွန်တော်ပယ်လဲမှာဆိုရင်တော့ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့ ပဲလဲပေါ့ဗျာပဲလဲမှာဆိုကျွန်တော်ကပဲလဲမှာဆိုကျွန်တော်က4 2မယ်အိုက်မတူအဲ့တော့4 2မှာဖြစ်တဲ့အတွက်ကျွန်တော်က4ပေါ့4ကိုကျွန်တော်ကဥပမာစီးမှာတော့ကျွန်တော်ကအိုက်တူပြီးတော့4မတူတာဖြစ်တဲ့အတွက်ကျွန်တော်က4တွေပါလောက်ကဆိုတော့ပေါင်းပေးလိုက်ရတယ်ပေါ့ကျွန်တော်ပဲလဲမှာကျွန်တော်4 2မှာဖြစ်တဲ့အတွက်ကျွန်တော်ကဘာဖြစ်လဲဒီမီလုံးကလည်းစစ်ဖို့ဒီမီလုံးကလည်းစစ်ဖို့ဒီမီလုံးကလည်းစစ်ဖို့ဖြစ်တဲ့အတွက်ကျွန်တော်က သူ့ရဲ့တုတ်တယ်အသုံးစက်မဲ့လောက်ဖို့ကလည်းဘယ်လောက်ပြောရှိမလဲဆိုတော့ကျွန်တော်က save ဖို့ပဲရှိမယ်เนาะအဲ့တော့ကျွန်တော်နောက်တစ်ခု CD မှာဆိုရင်ကျွန်တော်ကဖားအဲ့ဒါတစ်ခုရှိလဲဆိုတော့ကျွန်တော် CD တန်းဆက်ဆက်ဟာကျွန်တော်မီလုံးပေါ့ဗျာဥပမာထားမှာကျွန်တော်ကမီလုံး၃လုံးဆက်ဟာရည်ကျွန်တော်မီလုံးတောင်းလို့ကျွန်တော်က CD ဆက်ဟိုက်တယ်ပေါ့ဗျာ။နောက်ဆက်ဟိုက်အချိန်မှာကျွန်တော်ကကျတော့ဒီ circuit balance တခုမှဆိုရင်ကျွန်တော်ကမီလုံးတစ်လုံးကျွန်းသွားပြီဆိုပါနဲ့ ဟိုမီးလုံးတစ်လုံးကကျောင်းသွားပြီဆိုတော့ねစာကက်ပလန်ကျွန်တော်ကဘာဖြစ်လဲဆိုတော့ပြတ်တော့သွားမယ်ဒီပိုင်းစာကက်ပလန်ပြတ်သွားမယ်ဆိုတော့ကျွန်တော်ဒီဘက်ကိုထိုက်ပြီးတော့လက်စကမစီးတော့ဘူးအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီမီးလုံးတစ်လုံးကျွန်တော်ကလည်းကျွန်တော်ကဂျန်နေမီးလုံးတွေပါမလင်းတော့ဘူးအဲ့တော့ကျွန်တော်ကစီးရီမှာဆိုတော့ကျွန်တော်ကအဲ့အဲ့ဒါလေးတော့လည်းရှိတယ်ပေါ့နော်အဲ့နောက်တစ်ခုကျွန်တော်ပြဲလဲပြဲလဲမှာဆိုရင်ကျကျွန်တော်ဘာဖြစ်လဲဆိုတော့အခုကျွန်တော်ကဒီ supply ပေးလိုက်ပြီပေါ့ကျွန်တော် supply ပေးလိုက်ပြီအဲ့ဒါပေးလိုက်ပြီ supply ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီမီးလုံးကျွန်တော်ကျွန်းသွားတယ် ဒီမီလုံးကျွမ်းလာရင်ဆိုတော့ကျွန်တော်နောက်ထပ်မီလုံးကနှလုံးကကြံနေတဲ့အကြံနေမီလုံးနှလုံးကကျွန်တော်လင်းနေဦးမှာပဲအခုဆိုကျွန်တော်ကဒီမှာဆိုရင်ကျွန်တော်ကစာကက်ပလန်တစ်ဆက်တည်းအပေါ်ကိုကျွန်တော်သွားနေသေးတယ်ဒီမှာဆိုကျွန်တော်ကစာကက်ပလန်ဒီမှာတယ်ကျွန်တော်ကဒီဘက်သွားမယ်ဟာကျွန်တော်ဒီမှာတယ်ခြေထောက်အင်းပြတ်သွားတယ်ဒီမှာကျတော့ကျွန်တော်အဲ့လိုမျိုးပဲနဲ့စာကက်ပလန်ကျွန်တော်ကဒီမီလုံးကျွမ်းသွားတယ်ဒီစာကက်ပလန်ပြတ်သွားတယ်ပေါ့ဒီစာကက်ပလန်ပြတ်သွားလဲကျွန်တော်က channel စာကက်ပလန်ရဲ့ကျွန်တော်ကို channel မီလုံးနှလုံးထပ်ပြီးတော့ ျွန်တော်တို့တွားနေမှာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါတွက်နေတဲ့ကျွန်တော်နည်းနည်းအဲ့ဒါလေးပဲနည်းနည်းရှင်းပြပြပြပေါ့နော်အဲ့တော့အခုကျွန်တော်တွက်နေရလဲခုနတိုင်းပဲကျွန်တော်တို့စာကက်ဘယ်လမ်းမှာဒီအဲစီဒီပေါ့စီတန်းဆက်စာကက်ဘယ်လမ်းမှာကျွန်တော်ရှိတယ်မီလုံးတွေကိုကျွန်တော်ဖိုးတွက်မယ်ဆိုရင်ဘာလို့ဆိုတော့မီလုံးတွေကိုပေါင်းပေးရမယ်ကျွန်တော်ဖဲလမ်းမှာဆိုရင်ဘာလို့မလဲဆိုတော့ပေါင်းဆံမလို့ပေါ့ကျွန်တော်သုံးတဲ့မီလုံးကဥမာဒီစစ်ဖို့ဆိုရင်လည်းစစ်ဖို့ပဲပေါ့နော်ကျွန်တော်တွဲဖို့ဆိုရင်လည်းတွဲဖို့ပဲပေါ့အဲ့တော့ ဒီအုံလုံးနဲ့အတူပါเนาะဆိုတော့ဒါလေးကိုထပ်ပြီးရှင်းပြပေးတာပါเนาะโอเคအားလုံးကျေးဇူးတင်ပါတယ်